အဘိဓမ္မာပါလိမေတ္တာပါလိမေတ္တာတော်ရတော်ရှိပါလိမိရဲ့89နှစ်ပြည့်မွေးနေ့မှာအမေကျမ်းမာတွေပို့သမီးတို့တွေစူတောင်းမြစ်တာပုံရင်းလောလိုက်ပါတယ်လေမိဟာမြန်မာနိုင်ငံကိုစီရဲရဲမှာအချိန်ကြီးလုံးရအောင်စူးစားရုပ်ကံခဲ့တယ်လေအချိန်တစ်ခါလေးတောင်ဆွန့်လွတ်ခဲ့ပါတယ်အနစ်နာခံခဲ့ပါတယ်လို့မင်းညူခဲ့တယ်လေအမေကိုအတူယူရင်းသမီးတို့တွေလည်းဒီခရီးချမ်းကိုမင်းညူပဲဖြတ်ကျော်နိုင်အောင်စူးစားသွားပါဦးအမေ ဒီနိုင်ငံဟာစစ်အာဏာယူနေတာလူလက်ရည်ရယူရတာထက်စားပေါင်းများစွာခက်ခဲကျန်းနှန်းလာပါလေလေဒါကြောင့်မယ်နေနဲ့ပြည်သူကိုပြည်သူကိုခွဲအမေရဲ့ကပတ်ရှင်မြင့်မော်ဒီတလန်းနိုင်တဲ့ခြေလန်းနေကြီးကာစီတိုင်းသားပြည်သူလူထုနဲ့တွေးခွဲကဒီလိုရုပ်မာကောက်ကျစ်တဲ့ပြည်သူလူတွေရှိတဲ့နိုင်ငံနဲ့အမေနဲ့တကယ်တော့မထိုက်တန်ပါဘူးလေအမေဟာဖွင့်လွှတ်ခြင်းပြီးခန့်ခြင်းနေနဲ့ အမောင်လည်းကဒီလူကိုလမ်းပြလာပေးခဲ့တာအခုဆို89နှစ်တောင်ပြီးခဲ့ပြီလေအခုဆိုရင်အမေကိုအမေရဲ့လက်ထက်မှာနေခဲ့ရတဲ့ဘဝတွေကိုဒီသူတရလုံးကပြန်လဲတန်းတားနေပါပြီလေအမေဆန္ဒအတိုင်းအမေရဲ့သားသမီးတွေဟာအမေမပါပဲတော်လည်းကြီးချမ်းကိုဆက်လက်ရှောင်တန်းနေကြပါတယ်အမေဟာလည်းအစွမ်းကုန်ကြိုးစားရုံကန်ပေးခဲ့ပြီးမှအခုအချိန်မှာအမေသာကျမ်းမာစွာ က်လက်လက်ရှင်တန်ရက်တည်ပေးနိုင်ဖို့အတွက်ကြိုးစားပေးပါအမေမိပြန်လာမယ့်ရက်ကိုစောင့်မျှော်ရင်းသမီးတို့တွေအားလုံးဟာကိုယ်စီနိုင်ရတောင်းဝန်ထမ်းပြီးဒီခရီးကြမ်းကိုဆက်လက်ပိုင်ပွဲဝင်သွားပါမယ်အမေမိကိုရမ်းလန်းနေအမေနေကောင်းရဲ့လားတက်မာရဲ့လားရမ်းဆိုးရင်လည်းအမေတက်မာပါလိမ့်